လင်းမှုကိစ္စပြီးမြောက်အောင်လှုပ်ဆောင်နိုင်ဖို့ဒီနီလဲစခွေမျိုးမျိုးကိုအတုံးချပြီးလိုက်လို့ကြည်ပါနားထောင်ကြည့်ရအောင်နော် channel ကိုလည်း subscribe လုပ်ထားကြပါအောင်နော်ဘာလို့အဲ့ရဘောကကိစ္စကိုအလေးနဲ့ထားတိုက်တွန်းနေကြတာလဲဆိုရင်လိန်မှုကိစ္စဟာတင့်ကြမ်းမရင်လည်းတရရဆက်နွယ်နေလာချောင်းပါချမောဝရဲ့လိန်မှုဘဝမျိုးကိုမပိုင်ဆိုင်ဘူးဆိုရင်တင်းအတွက်ထိခိုက်နစ်နာစရာတွေများလာတယ်ဆိုတာကို မမေ့ပါနဲ့နော်ချစ်မွားတဲ့လင်မှုဘဝမျိုးကို ဖန်တီးခနိုင်သူတွေဟာကိုအစိတ်နှပါလို့ကျမ်းမာတဲ့အကျိုးကျေးဇူးတွေအပြင်လက်တွေဖို့ဆက်ဆံဖို့ရဲ့မေတ္တာကိုလည်းပြပြဝဝပိုင်ဆိုင်လိုက်မှာပေါ့ဒီလိုဖြစ်လာစေဖို့ဘလူနီလန်းတွေကိုအတုံးပြရမလဲဆိုလာကိုပြောပြပြပါမယ်ချစ်မွားလက်လင်မှုဘဝကိုပိုင်ဆိုင်စေမဲ့နီလန်းများတခုဆက်ဆံဖို့နဲ့ ိုမိုနီးဆက်ပါစေတယောက်နဲ့တယောက်အကြာလူရင်းစီတန်းသွားတာမျိုးထက်စကားပြောဆိုတာမျိုးလေမြှဝေတာမျိုးလေးပြုတ်လုတ်ပြီးပိုမိုနီးဆက်အောင်လှုပ်တာကချစ်သိနှောရမှာပိုမိုကောင်းမွန်တဲ့စိတ်ခံစားချက်ရစေပါ යි နှိမဒူရာတွေလှုပ်ကြည့်ပါပုံမှန်ပြုတ်မှုနီးကြလိမ်မှုအလေးအထက်တွေပုံစံတွေကိုမတူအောင်ပြောင်းလဲကြည့်ပါလိမ်မှုကိစ္စကမတူဆန်းပြားကြီးစိတ်လှူရှားစရာတွေကို ရှားဖွေးတာမဟုတ်လားအမြဲတမ်းဒီပုံစံအတိုင်းကြီးပဲဆိုရင်ရိုးလာတတ်တာကြောင့်ပါ၃နှိုးဆို့ဟုအချိန်ပေးပါအထက်မှာပြောခဲ့သလိုပဲကိစ္စကိုတန်းစတာမျိုးထက်နူးနတ်ပြီးတော့မှစတာကပုံမကောင်းမွန်တဲ့စိတ်ခံစားချက်ကိုထိစေပါလိမ့်မယ်လိမ်မှုရေးမှာ စိတ်ခံစားချက်ကောင်းမွန်မှုကို ကိစ္စပြီးမြောက်မှုထက် ပိုဦးစားပေးသင့်ပါတယ်လေလေ့ကျင့်ခံလို့ပါစွမ်းအားမြင့်မှမူနေ တက်လွန်ကောင်းမွန်မှုကလည်းလေမှုကိစ္စမှာအရေးပါပါတယ်ဒီလိုအရေးသွေးသည့်ပိုင်ဆိုင်ဖို့ဆိုရင်ကိုယ်လက်လက်ချင်ခံပုံမှန်လုပ်ဖို့လိုအပ်ပါတယ်တပတ်ကိုမိနစ်150လောက်ပုံမှန်လက်ချင်ခံလုပ်ပေးသင့်ပါတယ်ငါအချိန်ယူပါ တချို့ကလင်ကိစ္စကိုအချိန်ယူတာမလိုဘူးလို့ထင်တတ်ကြပါတယ်ဒါပေမဲ့လင်ကိစ္စဆိုတာမျိုးကအချိန်ယူလေ ပိုပြီးစိတ်ကြည်နှံ့မှုနဲ့ရင်းနှီးမှုကိုရလေလေပါဒါကြောင့်အချိန်ယူပြီးဆန်းဆန်တာက မြင်မြန်ဆန်းဆန်းကိစ္စပြီးမြောက်စေတာထက် ပိုပြီးတက်ဆိုင်သူတွေကိုပျော်ရွှင်ကျေနပ်စေပါလိမ့်မယ်6ချောစီတုံပါလိန်တူပဲဖြစ်ဖြစ် လိန်ခွဲပဲဖြစ်ဖြစ် ချောစီအတုံးတူဖို့လိုအပ်ပါနဲ့ချောစီဟာထိုးသွင်းမှုကိုပုံမှုချောမွေစေပြီးနာကျင်မှုဝေဒနာတွေကိုလျှော့ချပေးနိုင်တာမို့ကျေနပ်ပျော်ရွှင်မှုကိုပိုပြီးခံစားရနိုင်ပါနဲ့ခொနစ်ကျင်နာတတ်ပါစေ romantic sun အခိုက်တန့်တွေကို လူတိုင်းတဘောကြတတ်ပါနဲ့ကိုယ့်ရဲ့ဆက်ဆံဖို့ကိုကြင်ကြင်နာနာနဲ့ဆက်ဆံပေးမယ်ဆိုရင်အပြန်လန်ဆိုင်ကျေနံမှုကိုပိုပြီးဖန်တီးပေးနိုင်မှာပေါ့နောက်ပြီးအဲ့ဒီအပြုမှုမျိုးတွေကပြီးမြောက်မှုကို ပိုပြီးကောင်းမွန်စေလဲလို့ဆိုထားပါတယ် shit တက်တောင်းတက်တာထက်ပါစေလိန်ဆက်ဆံတာက စိတ်ဖိစီးမှုကို ရောပါးစေတဲ့အပြုအမှုမျိုးပါဒါပေမဲ့တက်တောင်းတက်တာအခြေအနေတစ်ခုဖြစ်အောင်မလွတ်ဘဲတာဝန်ကြီးတစ်ခုလို့ မဖြစ်မနေလောက်ရမယ့်အရာကြီးလို့တွေးတောနေကြရင်တက်တောင်းတတာဖြစ်စင်မှာမဟုတ်ပါဘူး။လိန်ကိစ္စကိုမဖြစ်မနေကိစ္စလို့မလောက်ချင်ပဲလက်မနေတာမျိုးတွေလက်မနေမယ်ဆိုရင်စိတ်ဖြစ်စီမှုမရောကြစေပဲပူတောင်ဖြစ်စင်နေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်နော်။